ရောမဩဝါဒစာဆောင်ကိုဘသူတကွလေးလာကြတဲ့တရားနာပရိသတ်အပေါင်းတို့ကိုမင်္ဂလာပါလို့ခရစ်တော်၏နာမ၌ဥစွာနှုတ်ခွန်းဆက်ပါရယ်ကျွန်တော်တို့ရောမဩဝါဒစာဆောင်ကိုလေးလာခဲ့ကြတာဟာဒီနေ့ဆိုလို့ရှိရင်တော့ရောမဩဝါဒစာအခန်းကြီး7အထိပြေးကြတော့မှာဖြစ်ပါရယ် ကျွန်တော်တို့ဘယ်လောက်ထိပြီးသွားပြီလဲဆိုလို့ရှိရင်ရောမဩရစာပထမအော်ဩရစာအခန်းကြီး7တအငယ်33အထိ32အထိပြီးသွားကြပြီဖြစ်ပါတယ်ဒီနေ့မှကြတော့ရောမ7အငယ်33ကနေ36ကြားထဲမှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ် ဆိုတော့ရောမဩဝါဒစာမှာအခန်းကြီး1ကနေပြီးတော့အခန်းငယ်အခန်းကြီး7အထိဟာဩဝါဒအကြောင်းများကိုရေးပြထားတာဖြစ်ပါတယ်ဩဝါဒဆိုတဲ့နေရာမှာအထူးသဖြင့်အပြေးသားတို့ရဲ့ကေတင်ချင်းတို့ရောက်စီပုံအကြောင်းကိုအဓိကထားပြီးတော့စင်ဘောလူက ရေးပြထားတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာကြမယ် ရောမအခန်းကြီး7အငယ်33ကနေ36ပါအကြောင်းအရာတွေကိုကြတော့ကျွန်တော်ကဘလို့ကောင်းစင်ပေးထားတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ဤနည်းနည်းသောပညာနဲ့ဉာဏ်တော်ဆိုတဲ့ကောင်းစင်နဲ့ဒီနေ့ဆွေးနွေးပြမှာဖြစ်ပါတယ်ဘုရားသခင်နည်းနည်းသောပညာနဲ့ဉာဏ်တော်ဆိုတော့ရောမခန်းရှင်7အငယ်33ကနေ36ကိုအရင်ဆုံးဖတ်ကြပေးပါမယ် တရားတခင်ဤပညာနှင့်ဉာဏ်တော်သည် အလွန်ကြည်ဝန်းနစ်နစ်စွာတကားစီရင်တော်မူချက်တို့ကိုအဘေသူမျှစည်၍မကုံနိုင်ကြွားတော်မူရန်လမ်းတို့ကို လက်၍ရှာတော်လဲမတွေ့မမြင်နိုင်သာဝရဘုရားဤစိတ်တော်ကိုအဘေသူသိသည်နိသာဝရဘုရားနှင့်အဘေသူဒီတိုင်ပင်ဖက်ပြုသည်နိယေရှုဆက်တော်မူရမည်အကြောင်း သာဝရဖျား၌အဘေတူဒီဂျေစုပြုပုသည်ခတ်သိန်းသောအရာတို့သည်ကိုတော်အထက်က၎င်းကိုတော်အားဖြင့်၎င်းကိုတော်အဖို့အလို့ငါ၎င်းဖြစ်ကြ၏ကဘာအဆက်ဆက်ဘုံကြည်တော်မူစေတည်းဒီအာမင်ဒါကဗောမခန်းကြီးစစ်တဲ့အငွေ33ကနေ36ကြားထဲမှာဖော်ပြထားတဲ့ကျမ်းစကားဖြစ်ပါတယ် ရောမအခန်းကြီး7ရဲ့နေကုံမှာစင်ပေါ်လူကဧတရရာလူတို့နဲ့တပါအမျိုးသားတို့ကေတင်ချင်းတို့ရောက်စီဖို့အတွက်လုံးကဘုရားသခင်ရဲ့ကြံစီတော်မူတဲ့အကျံစီတော်နဲ့စီရင်တော်မူချက်တော့ဟာအလွန်နည်းနည်းကြည်ဝန်းတယ်ဆိုတော့ကိုပြောပြနေတာဖြစ်ပါတယ် အဲ့ဒီနေကုန်းမှာပါရှိတဲ့စကားဟာအခန်းစစ်တပါအကြောင်းအရာတမျိုးအတော့တာမကားပဲနဲ့ရောမအခန်းကြီးတစ်ကနေပြီးတော့စစ်တအထိ အကြားထဲမှာဖော်ပြထားတဲ့အကြောင်းအရာတော့ကိုချုံပြီးတော့နည်းနည်းကြေဝန်းလှတယ်လို့ပြောတာဖြစ်ပါတယ်ရောမအခန်းကြီးတစ်ကနေစစ်တမှာ လူတို့အတွက်ဖျားရခင်ရဲ့ကေတင်ချင်းဆံရအကျံစီတော်နဲ့စီရင်ချက်များအကြောင်း เนาะဘလို့နည်းနည်းခြေဝန်းတလဲဆိုတာကိုကျွန်တော်တို့တွေးခဲရပြီဖြစ်ပါတယ်လူသားများ အပြစ်ဖြစ်ခြင်းအကြောင်းအဲ့ဒီအပြစ်ရဲ့အဖို့အခါအပြစ်အတွက်တခင်ခွေးတော်ကကိုစားအသေးခံပေးခြင်းယုံကြည်သောအဖြစ်ဖြောင်းမခြင်းတို့ရောက်ခြင်းဘုရားရခင်ရဲ့သားဖြစ်ခွင့်ရှိခြင်းနဲ့ခရီးတော်နဲ့အတူအမွေခံခြင်းစသည့် နည်းနည်းသောအကြောင်းအရာတွေကိုရှင်ပေါလုကရှင်းပြပေးခဲ့ပါတယ်။ရောမအခန်းကြီး1ကနေ7ပါအကြောင်းအရာတို့ဟာလူတို့ရဲ့ကေတင်ခြင်းအတွက်တမန်ကျမ်းစာမှာ ဖော်ပြပေးချက် ပေးထားတဲ့အထက်မှာအဓိကအကြဆုံးသော အပိုင်းလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအပိုင်းထဲမှာလူမြဘလို့အစ ပြုပြီးတော့အပြစ်သားဖြစ်လာကြတယ်လေ အဲ့ဒီအပြေးချောင်းလူတွေရဲ့ဖောက်ပြန်ခြင်းတဘောတရားဖောက်ပြန်ခြင်းအခြေအနေကဘယ်လိုလဲအဲ့ဒီအပြေးရဲ့အဖိုးအခါကဘယ်လိုမျိုးလဲအဲ့ဒီအပြေးအတွက်ခရစ်တော်ကအသေးခံပေးခြင်းနောက်ပြီးတော့ယုံကြည်ခြင်းအပြင်ဖြောင့်မတ်ခြင်းတို့ရောက်ခြင်းဖြောင့်မတ်ခြင်းတို့ရောက်ပြီးမှဘုရားသခင်ရဲ့သားဖြစ်ခွင့်နဲ့ခရစ်တော်နဲ့အတူသာရအမွေခံခြင်းဆိုတဲ့အထီးတန်အောင် တောင်းဆောက်ကြီးဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီအကြောင်းအရာတော့ကိုစင်ပေါ်လူကအခန်းကြီး7 33နဲ့34မှာနော်ဘလို့ပြောပြထားတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ဤပညာနဲ့ဉာဏ်တော်သည်အလွန်နဲ့နဲ့စွာတကားစီရင်တော်မူချဲတော်ကိုအပေသူမြတ်စည်၍မကုံနိုင်ကြွားတော်မူရလမ်းတော်ကိုလက်၍ရှာတော်လဲမတွေ့မမြင်နိုင် ထာဝရဘုရား၏စိတ်တော်ကိုအဘေသူတည်သည်။ထာဝရဘုရား၌အဘေသူသည်တိုင်ပင်ဖက်ပြုသည်။ဆိုပြီးတော့ခါဆိုထားပါတယ်။အဲ့လိုစကားကို စင်ပေါ်လူက ဒီစကားတွေကိုပေါ့နော်စင်ပေါ်လူကဒီစာလံကျမ်းထဲကတော်လကောင်းမောရှေရဲ့တရားဟောရာကျမ်းထဲကတော်လကောင်းပရောဖက်ဟေရှာယကျမ်းနဲ့ ယောဘဝတ္ထုတို့ကကျမ်းစကားတို့ကိုကိုးကားပြီးတော့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုဆာလံနံပါတ်136အငယ်6တရားဟောရာကျမ်း29အငယ်29ပရောဖက်ဟေဆာယကျမ်းအခန်းကြီး40အငယ်73ကနေ74ယောဘဝတ္ထုအခန်းကြီး5အငယ်8ယောဘဝတ္ထု3အခန်းကြီး36 အငယ်22ကနေ23ကြရမှာဒီအကြောင်းတွေကိုဖော်ပြပေးထားပါတယ်ရောမအခန်းကြီး7မှာဘုရားသခင်ရဲ့နည်းနည်းသော အကြံစီတော်များအဖြစ်ဧဒရလလူတို့၏မျက်စိကိုကိုယ်စီချင်းပဂတိတန်လွန်ပင်နဲ့ဧဒရလလူမျိုးကိုနှိုင်းပြီးတော့အချိုးသောအကိုင်းများကိုချိုးဖဲခြင်း တို့ချိုးဖဲတဲ့နေရာမှာတန်လွင်အရင်ဖြစ်တဲ့အကိုင်းကိုထိုးနေရာမှာဆက်ချင်းဧတရေလလူတို့ကိုမှမွိုက်ဖုံလွန်ခြင်းဇာတိဖြင့်ဖော်ပြပေးထားပါတယ်အဲ့ဒါတွေကိုနည်းနည်းသောအရာလို့စင်ဘောလူကဒီမှာပြောပြထားတာဖြစ်ပါတယ်ဧတရေလလူတို့ကိုအဲ့ဒါလိုပြုရခြင်းအကြောင်းရင်းကသူတို့ကို လုံးဝဥတုံ ပေးပြီလားဆိုပြန်တော့ အဲ့ဒါလို့မပေဘူးတဲ့တဘာအမျိုးသားတို့တနာချင်းကျေစုခံရချင်းဟာသူတို့အတွက်နိုးဆော်စရာဖြစ်စီပြီးတော့အဲ့လိုနိုးဆော်ချင်းခံရတဲ့အခါမှာသူတို့တွေလည်းယုံကြည်ခြင်းတို့ရောက်ပြီးတော့ခါတနာချင်းကျေစုကိုခံရကြစီဖို့အတွက်လုံးဟာသူတို့ကိုဖျားရခင်ကအဲ့ဒါလို့ပြူတာဖြစ်တယ်ဆိုပြီးတော့ပြောပြထားပါတယ် ဧဒရီလလူမျိုးတွေကိုခိတ္တဖြေရှာခံရခြင်းဖြင့်တပါအမျိုးသားတို့အတွက်တနာချင်းကျေစုပြုခြင်းရောက်စေတယ်။အဲ့ဒီတပါအမျိုးသားတို့ကိုဧဒရီလလူများတနာချင်းကျေစုခံစီဖို့ရန်ဘုရားရှင်ခင်ကဆက်ပြီးအတုံးချတယ်ဆိုတော့အကျံစီတော်နဲ့ဇီရင်ချက်တို့ဟာ ဘုရားသခင်ရဲ့ပညာနဲ့ဉာဏ်တော်နဲ့နည်းခြင်းကိုထင်ရှားစေတာဖြစ်ပါတယ်။ဒါကြောင့်ရှင်ဘောလူက7:33မှာဘုရားသခင်၏ပညာနဲ့ဉာဏ်တော်သည်အလွန်ကြည်ဝန်းနည်းနည်းပြီးစီရင်တော်မူချက်တို့ကိုအဘေသူမြတ်ဆွေမကုံနိုင်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဘုရားသခင်အဲ့လိုပြုမယ်ဆိုတော့ကိုဘသူမှကြိုတင်ပြီးတော့မသိနိုင်ကြပါဘူး။ထိုရာတော့ဟာ လူတို့ကဲတင်ချင်းကျေးစုခံရကြစီဖို့ယံဖရာသခင်ရဲ့အံ့ဩပွေကြံစီတော်မူတဲ့အကျံစီတော်ကို စီရင်တဲ့စီရင်ချက်လည်းဖြစ်ပါတယ်။တဘာမျိုးသားတော်၎င်းအေဒရီလာလူတို့တော်၎င်းမထိုက်တန်ပဲတနာချင်းကျေးစုကိုခံရကြခြင်းဖြစ်ပါတယ်။ထိုကျေးစုတော်နဲ့ထိုက်တန်တဲ့ကျေးစုကိုဘသူမှ ဆက်လို့လည်းမရနိုင်ပါဘူးတုံးပြန်ရွေ့လည်းမရနိုင်ပါဘူးဒါကြောင့်35မှာ7335မှာသူဘလို့ပြောထားလဲဆိုလို့ရှိရင်ဂျေစုဆက်တော်မူရမည်အကြောင်းသာဝရဖျား၌အဘေသူဒီဂျေစုပြုပူသည်နီဆိုပြီးတော့မေးထားပါတယ်စင်ပေါ်လူကအာအထက်မှာသူဟောပြောတဲ့နေရာတွေမှာ သူမဲတဲ့မဲခွန်းတွေကိုသူကိုယ်တိုင်ပဲဖြေချပေးလေရှိပါတယ်။ဒါပေမဲ့ဒီမဲခွန်းအတွက်ကတော့သူဖြေချပေးထားတာမရှိပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဘသူမှဖရာသခင်အပေါ်ကျေးဇူးဆက်ပေးနိုင်သူမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ယေရှုအဆုံးပြောမယ်ဆိုလို့ရှိရင်ယုံကြည်ခြင်းအပြင်ဖြောင်းမခြင်းတို့ရောက်တော်သူဖြစ်တော်လေးပဲ။ အဲ့ဒီဂျေစုကိုဆန့်နိုင်ခြင်းမရှိသေးဘူးဆိုတော့ကိုသူကပြောပြတာဖြစ်ပါတယ်တခုသေးတော့ကျွန်တော်တို့တက်နိုင်တဲ့ဂျေစုဆက်ရမယ်ပုံစံကဘာလဲဆိုလို့ရှိရင်ဖျားသခင်ပြုတော်မူတဲ့ဂျေစုတော်ကိုချီးမွမ်းခြင်းနဲ့အလိုတော်ကိုဝန်ခံပြီးတော့နာခံခြင်းသာရှိပါတယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ် အဲ့လိုဘသူမှကျေစုဆက်ရမရနိုင်ကြောင်းကိုယောဘဝတ္ထုထဲမှာလည်းပဲယောဘကဘာပြောထားသလဲဆိုလို့ရှိရင်ယောဘဝတ္ထုထဲမှာပြောထားတာ35မှာပေါ့နော်35အငယ်9မှာဘယ်လိုရေးပြထားလဲဆိုလို့ရှိရင်တင်းဒီဖြောင့်မတ်တော်လေဘုရားသခင် အကျိုးတော်ကိုအဘေတို့ပြုစုနိုင်တည်းနင်းလက်မှအဘေကျေစုကိုခံတော်မူမည်နီဆိုပြီးတော့ ယောဘဝထု35ခုနှစ်မှာရေးထားပါတယ်เนาะချုံမှတ်တော်သူပင်ရင်ဘုရားရှင် ပြုတော်မူသောယေရှုအတွက်ထိုက်တန်တဲ့ယေရှုဆက်ခြင်းကိုဘယ်သူမှမပြုနိုင်ဘူးဆိုတော့ကိုပြောပြတာဖြစ်ပါတယ်နောက်ယောဘလေ့ရှင်နဲ့တိအငယ်7မှာလည်းပဲဆက်ပြီးတော့ဘယ်လိုပြောထားသလဲဆိုလို့ရှိရင်ငါသည်ယေရှုတုံးပြန်ရမည်အကြောင်း အဘေတူဒီငါ၌ကျေးစုပြုဖို့တည်းမိုးကောင်းကင်အောင်၌စီစီသမျှတို့ဒီငါ၏ဥစ္စာဖြစ်ကြ၏လို့ဘုရားသခင်ရဲ့မိန့်တော်မူချက်ကိုယောဘကျမ်းထဲမှာ ဖော်ပြပေးထားတာဖြစ်ပါတယ်။နောက်ပြီးတော့ခါကျွန်တော်တို့ရောမအခန်းကြီး7အငယ်36ပေါ့နော်အဆုံးပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ဟာ ဤစัจ java လာမှာစစ်စစ်သမျှတို့ရဲ့ဖြစ်တရားစင့်မြင့်ဖြစ်တယ်ဆိုတော့ကိုလည်းပြောပြထားပါတယ်ဘလို့ပြောပြထားတယ်လဲဆိုတော့ခတ်သိမ်းသောအရာတို့သည်ကိုရောအထက်က၎င်းကိုရောအဖြင့်၎င်းကိုရောအဖို့လုံက၎င်းဖြစ်ကြ၏လို့ဆိုထားပါတယ်ဒီစัจ java လာမှာမြင့်မြင့်အရာနဲ့မစ္စည်းတို့ မျက်စိနဲ့မြင်လို့မရတဲ့အရာတွေအလုံးအလုံးဟာနော်ဖန်ဆင်းခြင်းနဲ့ကင်းတဲ့အရာတစ်ခုမှမရှိသလိုနော်ထိုအရာအလုံးတို့ဟာလည်းပဲကိုတော်အထက်ကနေလာတာဖြစ်တယ်ကိုတော်အဖင်ဖြစ်တာဖြစ်တယ်ကိုတော်အဖို့လုံးကဖြစ်လာကြတာဖြစ်တယ်လို့ပြောပြနေတာဖြစ်ပါတယ် နောက်တနည်းအားဖြင့်ပြောပြမယ်ဆိုလို့ရှိရင်ခတ်သိမ့်သောဓမ္မမင်္ဂလာ အပေါင်းတို့ဟာကိုရောအထက်က၎င်းကိုရောအဖြစ်၎င်းကိုရောအဖို့လုံးက၎င်းဖြစ်ရတယ်လို့စင်ဘောလူကဒီမှာ ပြောပြတာဖြစ်ပါတယ်ဒါပေမဲ့အထူးသဖြင့်ဒီမှာစင်ဘောလူပြောပြလိုတာကတဘာအမျိုးသားများနဲ့ဧဒရေလာလူများတနာချင်းကျေစုခံရကြတာဟာ ကိုရောအဖြစ်သာဖြစ်တယ်လို့ပြောပြနေခြင်းသာဖြစ်ပါတယ်။ဖျားသခင်စီကနေပြီးတော့အဲ့ဒီဂျေစုကိုခံရစေတာကသခင်ခရစ်တော်အဖြစ်သာဖြစ်ပါတယ်။အဲ့ဒါလို့အံပွေနည်းနည်းတဲ့အကြောင်းအရာတို့ကိုပြောပြပြီးတော့အခုလိုအငွေ36ပေါ့နော်အခန်းကြီး7ရဲ့နေကုန်းမှာ ကောင်းကြီးပေးတဲ့စကားကိုမွဆူပေးထားပြီတော့ခါအခန်းစစ်တစ်ကိုနေကုံချုပ်ပေးထားပါတယ်အဲ့ဒါလို့ဘုရားသခင်ရဲ့ပြောတဲ့အံပွဲအမှုတို့ကိုပြောပြပြည့်တဲ့အခါတိုင်းမှာရှင်ဘောလူကကောင်းကြီးမင်္ဂလာစကားနဲ့เนาะအဆုံးတက်ပေးလျက်ရှိတယ်ဆိုတော့ကိုသူရေးတဲ့အခြားဩဝါဒစာဆောင်တွေမှာလေးပဲ ကျွန်တော်တို့တွေးရမှာဖြစ်ပါတယ်။ဥပမာဒီရောမထင်မှာပဲရောမအခန်း6ကျောင်းငွေ20ခွန်မှာလည်းပဲကောင်းကြီးပေးတဲ့စကားအဖက်321ဖိလိပ္ပိလေး20တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး1ငွေ7ခွန်ပေဒရုဩဝါဒစာပထမဆောင်အခန်းကြီး4ငွေ71ပေဒရုဩဝါဒစာဒုတိယဆောင်အခန်းကြီး3ငွေ78ယူဒ 25နဲ့ရောမအခန်းကြီး1ငွေ6အခန်းကြီး5ငွေ73တွေမှာစင်ပေါ်လူကအဲ့ဒါလိုကောင်းကြီးပေးစကားပြောတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကြောင့်ရောမအခန်းကြီး1ငွေ33 36ပါကျမ်းစကားကိုအချုပ်အဖြစ်ကျွန်တော်တို့နားလည်ခွန်အားယူရမှာကတော့တခင်ခရစ်တော်ကိုဘုဟုပြုထားပါတယ် ခရစ်တော်သည်အလုံးစုံတို့တွင်အလုံးစုံတို့ရဲ့အချုပ်အခြာဖြစ်တယ်ဆိုတာကိုပြောပြထားတာဖြစ်ပါတယ်အဲ့ဒီသခင်ကိုကာလအစဉ်မပြတ်ချီးမွမ်းကောင်းချီးပေးရမယ်ဆိုတာကိုလည်းပဲကျွန်တော်တို့နားလေခွန်အယူเสียရှိပါတယ်ဆိုတာကိုဒီနေ့ဝေငှပေးလို့ပါတယ်အဲ့ဒါကတော့ရောမအခန်းကြီး၈တိเนาะအငယ် 33ကနေပြီးတော့36ပါ ကျမ်းစကားတို့ကိုဆင်းလင်းပေးထားတာဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ရောမဩဝါဒစာဆောင်ထဲမှာဖော်ပြပေးထားတဲ့ဩဝါဒတွေကိုနော်လေ့လာခဲ့ကြတာဟာဒီမှာနေကုန်ချုပ်ပြီဖြစ်ပါတယ်နော်ရောမခန်းကြီး1ကနေရောမခန်းကြီး7အထိကတော့ဩဝါဒအကြောင်းများကိုရှင်ပေါလုက စနစ်တကျနဲ့ရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီကျန်တဲ့အပိုက်တွေမှာဆိုလို့ရှိရင်အဲ့ဒီဩဝါဒတဲ့ပုံမှာအခြေပြုပြီးတော့ကျွန်တော်တို့တယောက်စီရဲ့တတ္တမှာဘယ်လိုဖြစ်ရမလဲကျွန်တော်တို့မိသားစုရဲ့တတ္တမှာဘယ်လိုဖြစ်ရမလဲခရိယာအချင်းချင်းဆက်ဆံတဲ့အခါမှာဘယ်လိုဖြစ်ရမလဲနောက်ပြီးတော့အသင်းတော်တွင်းမှာကျတော့ဘယ်လိုပြုမှုကြရမလဲဆိုတော့ကိုယ်သူဆက်လက်ပြီးတော့ခါတုံတင်ပေးထားတာတွေ့ရပါတယ် ဒါပေမဲ့အာဒီနေ့ကျတော့ရောမခန်းကြီးတက်ကနေပြီးတော့7တိအထိဩဝါဒရေးရာပိုင်းဆိုင်ရာကိုကျွန်တော်တို့နော်လေးလာကြတာဒီမေပဲနေကုန်ချုပ်ကြပြီဖြစ်ပါတယ်ကျွန်တော်တို့သူတို့ပုံမှာဖျားရခင်ကောင်းကြီးချပေးပါစေအာမင်